ော်လန်မျိုးတွေအားလုံးပဲယနေ့ဧပြီလ23ရက်နေ့ရက်နေ့လယ်ပိုင်းမှာတော့စနေကမှမန္တလေးမှာငလင်ချက်မှလှုပ်ရှိကြောင်းသိရှိခဲ့ရပါတယ်။တော်လန်မျိုးတွေအားလုံးပဲငလင်ဘေးနဲ့မအီဘေးဓမ္မအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Gojet Revolution Reaction Channel လေးရပြန်နေကြိုလိုက်ပါတယ်။ညနေပိုင်းသတင်းတွေကိုတော့ Gojet Reaction Channel 2မှာတော့ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။ဒီနေ့ညရဲ့ဧပြီလ23 ောက်ဆုံးရရှိတဲ့သတင်းချို့ကိုပေါ်ပြပေးသွားဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါရစေ။လာရှုမျိုးကိုတရုတ်ကပြန်ပေးပြီးတဲ့အချိန်မှာတော့လာရှုမျိုးတဲ့ကိုမင်းအောင်လိုင်ရဲ့စစ်ပွေးတက်တီဟာအင်အားလုံးရင်းနဲ့ပျော့ပျော့ရွှင်ရွှင်ကြီးမသိရင်ပဲအောင်ပွဲစင်သလိုပဲဝင်လာတော့တွေ့ရပါတယ်။ဒါပါတော့ဒါကတော့သူတို့ကဝင်ဆိုတော့လည်းဝင်ရတာပေါ့ဗျာ။အဲ့ဒီနောက်မှာကဘာလဲဆိုတော့အဲ့ဒီကိုဝင်လာတဲ့တက်မာတွေကိုအောင်ပွဲရတက်မာတွေပါဆိုပြီးတော့အောင်ပွဲရစစ်တက်ကြီးပါဆိုပြီးတော့ဘောမာတွေအကတွေနဲ့ဖြောပြတာတွေ တဝက်ရှင်ဘွဲတွေလောက်တာတွေပြုလုပ်နေသလိုပဲပဇင်ဦးတယောက်ကလည်းကပြပြီးတော့ပျော်ရွှင်နေတာကိုတွေ့နေရပါတယ်။ဒါကတော့ဘောမာတွေရဲ့အစားတည်းကမှခေါင်းဆောင်ကိုတန်ကွာအချက်မရှိမှတော့ဘောမာတွေအချက်မရှိရတော့အတန်းတော့မဟုတ်ပါဘူးယာ။ဒီလိုအချက်မရှိတဲ့ကောင်တွေကနိုင်ငံကိုအုပ်ချုပ်နေမှာလို့လေ။နိုင်ငံဘလောက်ပဲထိုးကြကြအချက်မရှိတာဖြစ်တဲ့အတွက်အိတ်တော်လဲပြောစရာမလိုတဲ့ကိစ္စတစ်ခုပါပဲ။အေးတို့ရဲ့အောင်ပွဲရနေတဲ့ဗီဒီယိုလေးကိုကျွန်တော်အနေနဲ့တချင်းလေးတစ်ပုတ်နဲ့အောင်ဆက်ပြီးတော့ယနေ့ညရဲ့ဗီဒီယိုလေးကိုတတ်တင်ဖွင့်လိုက်ပါတယ်ဗျာ။မဝင်းကားစားတဲ့ခါတိုင်း ပြောလိုက်ရတာထုတ်လို့ပြောမှာသိနေတယ်လေစစ်ကောင်းစီတို့တတ်တွင်းမှာဘလောင်းလေးသူကြွပြီလို့ခုလောက်နေတိတ်ချရတဲ့တမတော်မူလဲကျင်ဆိုးချမ်းကိုပြောပြထားတယ်တဘောမှာငူကြွေရန်တွေတရင်ကိုအမောင်ချခြင်းကိုလောင်ရတယ်လေ ရရာတွေအခြေကောင်းလို့မြောက်ရှမ်းလက်ကြခဲ့ရပြီအခြေကောင်းနေပုံတွေသမိုင်းရင်ဟိုဖျားနဲ့ဖျားရင်မတူပါဘူးတဲ့မိမတခေါ်ကြီးနဲ့ကျင်းစုဖြစ်ပုံတွေဘုံကြီးနဲ့တင် မပြီးနိုင်လေလို့ဖျားနဲ့တော့မှခုခိုင်းသေးတဲ့စိတ်မကောင်းရပါလေဒီကဘာလုံးဒီနေမှာတော့မထူတော့ပါဘူးစောက်ရင်းပြောပြရစီ ပါသည်ဖျားကြီးမှမယ်ခမကူတင်ရမကဲနိုင်နဲ့အချွေးကတောင်းမိရဲ့အိုင်ဖီစီလာပါသည်ဖျားကြီးမှမယ်ခမကူတင်ရမကဲနိုင်နဲ့အချွေးကတောင်းမိရဲ့တာကိုကြီးဖင်ချတာကုန်းငိန်ခန်းနေမူရတဲ့မျက်နှာမျိုးနဲ့ဟရင်ပြလို့နေဟိုဖျားကြီးဖျားကဲဦးမလေးဟိုသွားဒီသွား တွေ့ဦးမလေးစောက်ယူအတွေ့ရကောင်းပါတလေတိုက်ကြီးအနက်ပေးချောင်းကြံလာနေ NUG ကလည်းပေါ့နော်ကျွန်တော်တို့2022ခုနှစ်အောက်တိုဘာ9ရက်ကလုပ်တဲ့တရင်းစာရှင်းလင်းပွဲမှာရင်းပစ်လက်နက်ချုပ်ကိုပိုင်ဆိုင်ပြီးလို့ပြောထားတာရှိပါတယ်ကျွန်တော်မေးချင်တာကပေါ့ဒီအချိန်မှာကရင်းပစ်လက်နက်က NUG မှာတကယ်ရှိနေပြီလားပေါ့ဒါကိုပြည်သူရဲသိချင်နေပါတယ်ဆရာဒါလေးဖြည့်ကြပေးပါလားတော်တော်ခက်တဲ့မိကုံးပါဗျာဒီမိကုံးကတော့ ပထမဆုံးသတင်းပုံအနေနဲ့ကတော့ရန်ကုန်ပြည်လမ်းပိုင်းအတွင်းလူကြီးလမ်းကြောင်းစောင့်နေတဲ့စစ်အုပ်စုတိုက်ခတ်ခံရပြီးရှစ်ဦးမြောင်းနေကောင်းဆိုင်သွားကြောင်းသိရှိရပါတယ်။ဘကိုးတိုင်းတာယာဝတီခရိုင်ရန်ကုန်ပြည်လမ်းပိုင်းမှာနေမည်ရှင်းနေရေးလှုပ်ဆောင်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့လူကြီးလမ်းကြောင်းစောင့်နေတဲ့စစ်အုပ်စုတွေထိတွေ့မှုဖြစ်ခဲ့ပြီးထိနာသွားတဲ့စစ်ကောင်စီဟာမင်းလာမျိုးနဲ့အတွင်းကိုရေချောင်းတွေတိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒါဟာဧပြီလ22ရက်နေ့မနက်ပိုင်းစောပိုင်းမှာ မင်းလာမြို့နယ်အင်ဂျင်ကုန်းအုပ်စုအညာတန်းကြီးကျေးရွာရန်ကုန်ပြည်ကလန့်ဘေးက၅သုံးထမင်းဆိုင်အတွင်းအမင်းစားတော်နေတဲ့ကောင်စီနဲ့ပြူစောတိတပ်ဖွဲ့ဝင်တွေကိုတာယာဝတီခရိုင်တရင်၃၈၃ညနှစ်တပ်ဖွဲ့နှစ်တပ်ဖွဲ့ဝင်တွေကနေပြီးတော့နေပြည်ရှင်းလင်းရေးလှုပ်ဆောင်ခဲ့ပြီးဝင်ရောက်ပေါ်တင်ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဝင်ရောက်တိုက်ခတ်မှုကြောင့်ဖီအိုဖျက်ဖြစ်ပြီးထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနောက်ကလိုက်လံပြစ်ခတ်ရမှာတော့စစ်သားနဲ့ပြူစောတိရှစ်ယောက်ညောင်းနယ်ကောင်းဆိုင်ပြီး၄ယောက်ကတော့ထိခဲ့တဲ့ရရှိခဲ့တယ်လို့တာယာဝတီခရိုင်တရင်၃၈၃ညနှစ်တပ်ခွင့်နှစ်ကထုတ်ပြန်လိုက်ပါတယ်။အဲမင်းစားပြီးထမင်းပိုးမရှင်းတဲ့ကောင်တွေ အပေါ်လာတော့ဗျာတဖေးဆိုင်မှာလဖေးတောက်ပြီးတဖေးပြီးအိုမရှင်းတဲ့အုတ်ကြီးတွေတဲ့ပေါ်လာသလိုအူထမင်းစားပြီးထမင်းမပေးတဲ့ကောင်တွေဖြစ်တဲ့အတွက်တေကောင်စီတသားတွေကိုထမင်းရောက်မယ်ဆိုရင်ထမင်းဆိုင်ပိုင်ရှင်တွေအနေနဲ့စားတော့ဆိုင်ပိုင်ရှင်တွေအနေနဲ့အရင်ဦးဆုံးငွေချေခိုင်းယူမှထမင်းချပေးတာပိုကောင်းမယ်လို့ထင်ပါတယ်။ကောင်တွေကစားပြီးွားရင်နောက်ဆုံးကျရင်ပတ်စံပေးပေးထွက်ထွက်သွားတာတွေတော်တော်များနေပါပြီ။ဖက်သတင်းမဟုတ်အနေနဲ့ကတော့ဒီတွင်ညဉ့်ညဉ့်ဆွေးနွေးရန်တိုက်တွန်းနေသောအာဆီယံနိုင်ငံများအပေါင်းဝင်နိုင်ငံတကာတိုင်ဝမ်များအားလုံးကိုတေကောင်စီရဲ့ပြည်သူကိုတိုက်ခိုက်သဖြင့်နေမှုတွေကိုအရင်ဆုံးစမ်းစစ်လေ့လာရှုမြင်ပြီးမှသာဒီလိုမျိုး တိုက်တွန်းသင့်တယ်ဆိုပြီးတော့ NUG အစိုးရကနေပြီးတော့တတိပေးပြောကြားလိုက်ပါတယ်။ဒီတွင်ညဉ့်ညဉ့်ဆွေးနွေးရန်တိုက်တွန်းနေတဲ့နိုင်ငံတကာအနေဖြင့်တစ်ကောင်စီရဲ့ပြည်သူကိုတိုက်ခိုက်သက်ဖြတ်နေတဲ့သဘောထားကိုစမ်းစစ်သုံးသပ်ကြရန်မြို့သားညီအစိုးရ NUG အစိုးရရဲ့ယာယီသမရဒူဝလာရှိလာနဲ့ဝန်ကြီးချုပ်မောင်ဝင်းခိုင်တဲ့တို့ကတတိပေးပြောဆိုကြခြင်းဖြစ်ပါတယ်။အရှိဖြစ်ပေါ်ပြောင်းနေတဲ့နိုင်ငံရေးခင်းကျင်းမှာနိုင်ငံတကာကမြင်ငင်နှုတ်ခတ်မှုကိုကြောင်းပြပြီးပြည်တွင်းညဉ့်ညဉ့်ဆွေးနွေးပွဲများပေါ်ပေါက်လာရန်တိုက်တွန်းနေကြောင်း NUG အနေဖြင့်မြန်မာနိုင်ငံလုံးညဉ့်ညဉ့်ရန်တည်ငြိမ်ရန်ကိုအစဉ်တစိုက်လိုလားကြောင်းကိုကြောင့် NUG ဟာ သခိုင်းကလေးကြီးလုတ်ခတ်ပြီးနောက်မိမိကိုကိုခုခံကာကွယ်ခြင်းမှာပါပြည်အခက်ရဲဆဲရန်ဆိုပြီးပထမဆုံးကြေညာခဲ့ကြောင်းယာယီသမထကပြောထားပါဗျာ။ဒီရင်းညဉ့်ညဉ့်ဆွေးနွေးပွဲများတွင်ပြည်သူတို့ရဲ့အဓိကလူသားချင်းများကိုလစ်လူမရှိရန်အားလုံးအာရုံစိုက်ကြမည်ဖြစ်ပြီးဒီရင်းညဉ့်ညဉ့်ဆွေးနွေးပွဲများဖြစ်မြောက်အောင်တွန်းအားပေးနေနိုင်ငံတကာတိုင်းဝမ်းများနေဖြင့်လဲစစ်ကောင်စီရဲ့ညဉ့်ညဉ့်ဆွေးနွေးမှုများပေါ်အားတဲ့သဘောထားကိုဒေးနဲ့စာစမ်းစစ်သုံးသပ်ကြရန်တိုက်တွန်းလိုကြောင်းခမှန်ပြောဆိုခဲ့ပါဗျာ။ လမ်းမျိုးတွေအားလုံးပဲဒီမျိုးလေးမှတွေ့ရမယ်အကြောင်းအရာ၄ကတော့ NUG ကိုမေးသွားတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်မေးခွန်းကတခုတည်းဆိုရင်ပဲဖြေရခက်တဲ့မေးခွန်းတစ်ခုလို့ပဲမြင်မိပါတယ်ပြည်သူအစိုးရ NUG နေနဲ့ရောဘာတွေကိုလက်တွေ့လှုပ်ဆောင်နိုင်ပြရမလဲဆိုတာကတော့ပြည်သူတွေကအမြဲဆောင်ကြည့်နေတာကိုဒီနေရာကနေပြီးတော့ထပ်မံအသိပေးဥပစာလိုက်ပါတယ် ကွာဆရာဆရာပြောရတဲ့မှာအခက်အခဲကြီးရှိတဲ့ခင်မှာပေါ့နော်ဆရာပြောရတဲ့မှာလေချောင်းခက်ခဲဆိုတာလေးပါပါတယ်ကျွန်တော်အဲ့အရာလေးကိုဆွဲထုတ်ပြီးမေးချင်ပါတယ်ဆရာဆက်ကဆက်ကကျွန်တော်တို့အခုလေချောင်းကနေပြီးတော့တိုက်ခတ်နေရဆိုရင်အပြည့်ရဲ့ဂျင်ညာလေးသူလေချောင်းကတိုက်ခတ်နေရဆိုရင်ပြီးခဲ့တဲ့ရပိုင်းကလည်းတေးချီတာအများကြီးပဲဆိုတော့ဟိုလေချောင်းကနေပြီးတော့သူကဆက်တိုက်ဘုံချင်းနေပေါ့နော်ဆရာတို့ NUG ကလည်းပေါ့နော်ကျွန်တော်တို့ 2022ခုနှစ်အောက်တိုဘာ9ရက်ကလုပ်တဲ့တင်ပြရှင်းလင်းပွဲမှာရင်းပစ်လက်နက်ချုပ်ကိုပိုင်ဆိုင်ပြီးလို့ပြောထားတာရှိပါတယ်။ကျွန်တော်မေးချင်တာကပေါ့ဒီအချိန်မှာကရင်းပစ်လက်နက်က NUG မှာတကယ်ရှိနေပြီလားပေါ့။ဒါကိုပြည်သူတွေကလည်းသိချင်နေပါတယ်ဆရာ။ဒါလေးဖြစ်ကြပြပါလား။တော်ခက်တဲ့မေးခွန်းပါဗျာဒီမေးခွန်းကတော့ဟုတ်ကဲ့ပြောဆုံးပါတော့ကျွန်တော်ဆရာမေးတာလေးချေဆွတင်ပါဆရာရောပြောင်းသွားတာဟာကျွန်တော်တို့စီမှာဒီလေချောင်းရံကိုကာကွယ်ဖို့အတွက်ပစ္စည်းရှိသလားဆိုတော့ရှိတာပေါ့ဗျာဟုတ်တယ်မလားရှိတာပေါ့ ဒါပေမဲ့ဘယ်နေရာတွေမှာရှိလဲဆိုတော့နေရာတိုင်းမှာတော့မရှိဘူး။ဒါပေမဲ့တချို့နေရာတွေမှာရှိတယ်။ဟေးရှိလို့အဲ့ဒီနေရာနဲ့ဒါတွေ့ရင်တော့ကျွန်တော်တို့ကတော့ပြစ်ချမှာပဲ။ဒါပုံမလင်းလင်းပြောတာနော်။အော်အခုဟုတ်တယ်ဟိုကျွန်တော်တို့လုံထဲတဲ့တစ်နှစ်သုံးနှစ်ခန့်ကရောက်ခဲ့တာဟွာဒီမှာဒီနေပြလနဲ့ဆိုတာပြောတာကျွန်တော်တို့အနေနဲ့နေပြနိုင်တဲ့ဟွာလက်နဲ့အတိုင်းကျွန်တော်ရှိမှလည်းပေါ့ကျွန်တော်အခက်ခဲဟော limitation ရှိတော့တချို့နေရာတွေကိုပြနိုင်တာရှိဆိုတော့တော်တော်များများကျွန်တော်မကောက်ဝဲနိုင်သေးဘူး နော်နောက်တစ်ခုကပါဆိုမြန်မာနိုင်ငံရဲ့အခြေအနေကြီးပဲဆောစစ်စစ်အုပ်စုကဟိုဒီလေးပြန်နေဆိုတာတနင်္ဂနွေလို့အမြောက်ပေါ်လို့ရတယ်ဟိုဒီကုကန်နိုင်တဲ့လက်နက်ကကြတော့တနည်းတနည်းသွားဖို့ပို့ဆောင်ဖို့ဆိုတာလည်းအခက်အခဲရှိတယ်အခန့်အတန့်လည်းလုံခဲ့တဲ့တနည်းသုံးနည်းခန့်ကရောက်ခဲ့တာဟိုဒီမှာဒီလေးပြန်လက်နက်ဆိုတာပြောတာကျွန်တော်တို့အမြင်နဲ့လေးပြစ်နိုင်တဲ့ဟိုလက်နက်အတိုင်းကျွန်တော်ရှိမှလည်းကျွန်တော်အခက်အခဲဟို limitation ရှိတော့တချို့နေရာတွေကိုပြစ်နိုင်တာရှိတယ်တော်တော်များများကျွန်တော်မကောက်ပြန်နိုင်သေးဘူးနော်နောက်တစ်ခုကပါဆိုမြန်မာနိုင်ငံရဲ့အခြေအနေကြီးပဲ ဆိုတော့စစ်အုပ်စုကဟိုဒီလေးပြန်လေးဆိုတာတနင်္ဂနွေလို့အနောက်ပေါ်လို့ရတယ်ဟုတ်ပါဒီကုကနိုင်တဲ့လက်နက်ကကြတော့တနည်းနဲ့တနည်းသွားဖို့ပို့ဆောင်ဖို့ဆိုတာလေအခက်အခဲရှိစို့အခက်အခဲလည်းရှိစို့နော်ဒါပေမဲ့ရှိတဲ့လက်နက်နဲ့ရှိတဲ့တို့ကြောင့်ပြည်သူတွေကလည်းပြည်သူထုတ်ပေးတဲ့ဟာလေနောက်ရန်သူကပေးတဲ့လက်ထောက်ကုကနယ်လက်နက်တွေပေါ်လာတယ်ဆိုတဲ့အခါမှာကျွန်တော်တို့ဟိုပေါ့နော်စင်ရဲ့အတိအကျကြတော့မဟုတ်ဘူးနော်ဒီစစ်တပ်ဒီပြန်ပါဒီစစ်တပ်ပြန်လေးရှစ်စီးတဲ့တွေနောက်ပြောရဟရင်ကြီးပါစုပေါင်းရဟရင်20စီးတော်တော်ရှိစို့ဆိုတော့စုပေါင်းကဒီ20နီးပါးပေါ့နော်ဒီပြန်ဟောရဟရင်ကျွန်တော်တို့တော်လိုက်အင်အားစုတွေကြောင်း 哇，天开一时，哇、mm，一时这的做，做啊叫龙啊，龙啊叫哇，一时有的做天开哇，一时，所以，哎，那之前啊，片嘞，真努力。哇，太了，地交关来嘞，苦干来嘞，啊，是，然后嘞，共产党都接接接接苦干人家说，苦干来。然后天要的，哇， 苦来嘞，你产是来说，没死的，我你讲哇，到咱这来走路的嘞，啊，天开的时候，比都牛，比比乎。 ဣသူရိအတိကိုတိုတန်တိပေးဖို့ဟော early one warning system ဆိုရဟာဘလို့လို့ဘလို့ကျွန်တော်မှာထိရောက်တဲ့စနစ်မရှိသေးတဲ့ခါကျတော့ဣသူရိကာကွယ်ဖို့အတွက်တိုတန်တိပေးဖို့နည်းနည်းတော့ကြတာရှိတယ်ကျွန်တော်တက်လက်တော့လုပ်တယ်ဒါကြောင့်မို့လဲနိုင်ငံတကာကိုတခြားမှမကူညီနေဘူး ဒီလိုလေအသက်အိုးရင်ကောက်ပဲဟုတ်တယ်ဒီဆက်တက်လေးပြန်နေအချမ်းပတ်လေးပဲလေအရက်သားတွေမတတ်နဲ့ဘယ်စီပိတ်ဆို့တာရုပ်ဖို့ဆိုတော့ကျွန်တော်တောင်းဆိုတချို့နိုင်ငံတွေကလုပ်တာရှိတယ်ဒါပေမဲ့ဟောဝိုင်းရော့အားလုံးပြန်ကြိုတုတ်တံဖို့တဲ့အတွက်ကြောင့်ထိရောက်မှုရှိတဲ့ကလောက်မရှိဘူးနောက်ပြီးအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီပြည်သူတွေကိုကာကွယ်ဖို့အတွက်ပြည်သူတွေအသိပေးနိုင်ဖို့အတွက်တိုးတင်ရှောင်နိုင်ဖို့အတွက်အားလုံးဝင်နေဆိုတဲ့တိုးတင်အသိပေးစမြတ်ဒါအဲ့လိုမျိုးတွေကိုလည်းကူညီပေးပါဆိုတဲ့နိုင်ငံကောင်ကျွန်တော်တောင်းဆိုချင်တယ်ဒါပေမဲ့အခုထိပါလဲဆိုတော့ခုနကရှိမှကျွန်တော်တို့ဒေါ်လာရဘယ်သူမှကူညီတဲ့အောင်ပြည်သူတွေကိုပြည်သူတွေအားနဲ့ဒေါ်လာရဆိုတော့ဒီလိုအနေအထားလေးရှိပါတယ်လို့ပြောချင်ပါတယ် ဟုတ်ကဲ့ပါဆရာဆရာဖြေသွားရတယ်မှာအပြည့်သူကိုအားလေးဝင်တိန်ပေါ့နော်ဒီတူတင်အတိပေးဖို့ဆိုပါလေပြောရတွေ့ရပါဆရာဆိုတော့ကျွန်တော်သိချင်တာပေါ့နော်အဲ့လိုဇင်းပြက်လက်နဲ့မကာခွယ်သေးအခက်ခဲဖြစ်နေတယ်ဆိုရင်တော့မှအခုဆရာကပြောရတယ်အားလေးဝင်တိန်နဲ့တူတင်အတိပေးဖို့အတွက်ကိုရောဆရာ NUG ကဟိုကိုထူကိုထပြင်ဆင်နေတာရှိလားဘယ်လောက်ထိပြောလို့ရတော့ပြောပြပေးပါလားဘယ်လောက်ထိပြင်ဆင်နေလဲဆိုပါလေဟုတ်ကဲ့အဲ့တော့ဟိုချိမပြောဆိုဘယ်မှာကုန်နေတာပေါ့ခုမှကုန်တော့တယ်ဘာလို့ကျွန်တော်ဒီမှာလူငယ်လေးတွေအများကြီးဟိုသူတို့ကျေးဇူးအများကြီးတင်ပေးပါဦး တို့အသက်သွေးတွေပေးတာတိုက်ကြတယ်။အချိန်တည်းမှာလည်းတို့လူတွေညာနေတယ်။တို့တွေလောက်ကြတယ်။အထက်နေဆုံးခုပါဒီပါတို့တို့ဒီကိုပိုထိုကိုဒါစနစ်နဲ့ဘောလီဝုဒ်စနစ်ကိုလောက်ကြတယ်။ရှိတဲ့ဟာလေ။ဆိုတော့ဒီရတော့အတိအကျတော့ကျွန်တော်ဟာကျွန်တော်တက်ကနစ်ကဘက်ကျွန်တော်မသိဘူး။ဆိုတော့ဒါပေမဲ့ဟာတချို့ပါဒီဒီပြောလို့လည်းမရဘူး။ဒါပေမဲ့ရှိပါလေရှိတယ်ဆိုတော့လေပြန်နေတက်တဲ့ခါမှာဘယ်နေရာကိုဘောက်ဖို့ပါဘာပြီးတော့ကျွန်တော်ကြည့်တာရှိတယ်။အဲ့တော့အဲ့ဒီနေရာဒေသမှာရှိတဲ့ YouTube ကို ဟိုအတိတ်ပေးတာဟိုဒီဒီကျွန်တော်ကျွန်တော်မှာအုတ်ထွေးရန်ကြားရတဲ့ဆင် PDF ရတဲ့ဆင်ဒေါ်လာရရှိတယ်ဒါပေမဲ့တချို့အားကြတော့လောက်ကြသွားတာရှိတယ်နော်လောက်ကြသွားတယ်တချို့အားကြတော့ရန်ရန်သွားတာကတော့မသိဘူးတော်ချစ်တယောက်ကမှမရှိတော့ ဟာအဲ့တချို့အမေဒီ ARC တော့တက်ကြအောင်ဒီလိုကျွန်တော်ပုံပုံပတ်စနေနဲ့တိုတင်တိပေးတဲ့ဟာစနေလေးတွေရှိတဲ့အတွက်ကြောင့်တချို့တော်တော်များများလည်းကျွန်တော်တိုတင်အတိပေးနေတော့အသက်အိုးကြီးအသက်တွေကိုကာကွယ်နိုင်ခဲ့တာလည်းရှိတယ်ဒါပေမဲ့မကာကွယ်နိုင်လို့တိကျတက်စီသွားရတာလည်းအများကြီးပေါ့နော်ဒါတွေကကြတော့ဟာတရင်နေမှာလည်းအလုံးစုတွေ့ကြပါတယ်ဒါပေမဲ့တိုတင်အတိပေးတဲ့လို့ရှောင်းစင်းညိုပိုးဆောင်လို့ရတော့အသက်တွေကယ်နိုင်ခဲ့ရတာလည်းဒါတော့ဒီတရင်နေမှာလည်းမရှိဘူးကျွန်တော်ဒီစင်းစကားပြရတာလည်းဒီမှာတော့ခက်ပြတယ်တော်လံမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့လက်ရှိချိန်မှာတရင်နေပေါက်ကြနေတဲ့ နေပြီးတော့မှရှိတဲ့မင်းအောင်လိုင်းတယောက်အနေနဲ့ရန်ကုန်မှာရုံးထိုင်မယ်ဆိုတဲ့နေသားတစ်ခုကိုဖော်ပြထားတာတွေ့ရှိရပါတယ်။ဒီတော့ရန်ကုန်မှာရုံးထိုင်မယ်ဆိုတဲ့ကိစ္စကတော့ကျွန်တော်အနေနဲ့ဆိုရင်တော့မဖြစ်နိုင်လို့ထင်ပါတယ်။ရန်ကုန်မြို့ဆိုရင်တော့သူတို့ဒိန်းချုပ်ရပို့ပြီးတော့ခက်ခဲမဲ့နေသားတစ်ခုပါ။အောက်လဲဆိုတော့စီးပွားရေးမြို့တော်တစ်ခုဖြစ်တဲ့အတွက်လှုပ်ချင်သူတို့လှုပ်၊မှောက်ချင်သူတို့မှောက်၊လှမ်းချင်သူတို့လှမ်းလို့မရတော့သေးတာတူပါပဲ။ဘာကိုပဲရန်ကုန်မြို့ကိုရုံးထိုင်မယ်ဆိုရင်တော့ရန်ကုန်နဲ့နီးတဲ့နေရာတစ်ခုမှနေရာကြီးကြီးမှယူပြီးတော့ရုံးထိုင်မယ်ဆိုရင်တော့အဆင်ပြေတော့ပြီမလဲ။ရန်ကုန်ရဲ့မြို့လေကောင်းတွေမှာရုံးထိုင်မယ်ဆိုရင်တော့အလုံးသေးတဲ့အတိုင်းပဲစီးပွားရေးလုပ်ငန်းတွေတော်များပြည့်ပြည့်မှဖြစ်ပြီးတော့လူမှုဘဝတွေရဲ့နေထိုင်တဲ့ပြည်ရင်းတော့မှဖြစ်ပါတယ်။အဲ၊ဒါနဲ့ပတ်သက်ပြီးတော့အလုံးသေးတဲ့အတိုင်းပဲ တို့ရဲ့ဟိုအောင်စောဘာတွေဘယ်လိုသုံးသက်ပေါ်ပြထားလဲဆိုတာကိုမကြည့်ရသေးတဲ့မျိုးတွေအတွက်ကျွန်တော်လည်းသူကြည့်ပြီးတော့သုံးသက်သွားလို့ရပါတယ်ပြန်ပြောပြောဆိုသွားလို့ရပါတယ်ဟုတ်ကဲ့ကိုအောင်သောခုကနောက်ဆုံးကျွန်တော်တို့ဗမာလူမျိုးတွေမကတော့ပဲနဲ့အင်းနာချင်းနိုင်ငံနေကောနောက်ပြီးတော့ကဘာတစ်ခုလုံးကပါတည်ကျင်လာတဲ့အဲတည်င်းတစ်ပုတ်ပေါ့ဗျာအဲ့ဒါကတော့မြေပြည်တော်ကိုရန်ကုန်ကိုရွှေ့မရွှေ့ဆိုတဲ့တည်င်းပါပဲ ဆိုတော့တိကျတဲ့အချိန်မှာအခုဒီမလ28ရက်နေ့ကလှုပ်သွားတဲ့သခိုင်းငလျင်ကအနေဒီယိုမှာရှိတဲ့ခုနတမရအိမ်တော်တို့စစ်ယုံချုပ်တို့ပြည်သူလွှတ်တော်တို့ဝင်းကြီးဌာနရုံးနေရောဝင်းတန်းအိမ်ယာတွေရောအကြီးအကျယ်ပျက်စီးထိခိုက်ကုန်တာကိုကျွန်တော်တို့တွေ့လိုက်ကြရတာကိုဆိုတော့အဲ့ဒါလည်းကံကောင်းတာလားကံဆိုးတာလားတော့မပြောတတ်ဘူးပေါ့ဗျမလ28ရက်နေ့တမရနေ့စီးပြအခမ်းအနားကိုတက်ပြီးတော့သတင်းယူကြတဲ့ Aljazeera တို့ BBC တို့အပြင်ကိုနိုင်ငံခြားသတင်းတောက်တွေကဓာတ်ပုံဆရာတွေလည်းရောက်နေတော့ဒီပျက်စီးတာတွေ ကိုသူတို့မှတ်တမ်းတင်လိုက်ကြရတာဒါတော့မှကျွန်တော်တို့တစုံတစပဲတိခဲ့ရတာပေါ့ဗျာဘလောက်ထိပျက်စီးသွားတယ်ဆိုတော့ကျွန်တော်တို့မသိရဘူးပေါ့အဲ့ဒါကိုဖုံးဖီးဖို့လည်းနောက်ပိုင်းမှာဒီနေပြည်တော်ဝင်ခွင့်နေတင်းကျပ်တာတွေနိုင်ငံသားသတင်းတောက်တွေကိုဗီဇာပိတ်တာတွေဒီစစ်ကောင်စီကလောက်တာကိုအတမ်းနဲ့လေဒီနေပြည်တော်အပြိုပြက်သတင်းကဖုံးဖိထားလို့မရတော့ပဲနဲ့ဟိုကဒီကပေါက်ကြားလာတဲ့အပြင်ကိုစစ်ကောင်စီကိုနိုင်ကယာယီတဲကြီးထိုးပြီးတော့အလုံးလုံးနေရပါတယ်ဆိုပြီးပုံနေထုတ်ပြန်လာခဲ့တဲ့အထိပေါ့ဗျာဆိုတော့ မိဘကဒီ2005ခုနှစ်နိုဝင်ဘာလနေစပြီးတော့တရားဝင်ရွှေ့ပြောင်းသွားခဲ့တဲ့အတဘာဝတမွေရောင်းဝငွေတွေကနေရတဲ့အမေရိကန်ဒေါ်လာ8.6ဘီလီယံလောက်ကုန်ကျခံတိဆောက်ခဲ့တဲ့နီးပြည်တော်ကြီးဟာ16နှစ်ကြာတဲ့အခါမှာလလျန်တန်ကြောင့်ဘုံဘုံလဲသွားပြီလားဆိုတဲ့မိကုန်ပေါ့ဗျာဆိုတော့တိုင်းတာအပျက်စီးတိုင်းတာပေါ့နော်ဘလောက်ထိကြီးတယ်လို့ကိုအောင်စော်ကြားမိလဲဗျာအဲနှစ်ပေါင်း20အတွင်းမှာစစ်အင်ဂျင်နီယာတွေ GE တွေပြီးတော့ဆောက်လုပ်ရေးခရိုနီတထေးကြီးတွေ လက်စွမ်းပြထားတဲ့လက်ရာတွေကနှစ်ပေါင်း20တာတာပဲခံနေဆိုပါတော့ဗျာဆိုတော့အစိုးရအဆောက်အုံတွေပြန်ကြည့်မယ်ဆိုရင်တော့အနည်းဆုံး80ခန်းလောက်ပျက်စီးသွားတယ်လို့ကျွန်တော်တို့သိရတယ်ဆိုတော့အဲ့ဒီမှာကကပြောထားတဲ့လွတ်တော်တို့စစ်တပ်အဆောက်အုံတွေအစိုးရအဆောက်အုံတွေပေါ့ဆိုတော့အစိုးရအဆောက်အုံတွေပြန်ကြည့်မယ်ဆိုရင်အနည်းဆုံး80% 80ခန်းလောက်ပျက်စီးသွားတယ်လို့ကျွန်တော်တို့သိရတယ်ဆိုတော့ဒီအဲ့ဒီမှာဘာဖြစ်တယ်လဲဆိုတော့ဒီအစိုးရအဆောက်အုံတွေပြင်ဒီမြေပြည်တော်မှာရှိတဲ့စောက်ထားတဲ့ဟိုတယ်ပေါင်း40ကျော်ရှိတယ်အဲ့ဒီထက်မှာ အစိုးရ AK က state gas stock တွေလည်းပါတယ်အဲ့ state gas stock ဆိုဆိုလဲတဝက်ကြော်ကြော်ကလုံးဝသုံးလို့မရအောင်ပျက်စီးသွားတာမျိုးတွေရှိတယ်ပေါ့လားအဲ့တော့အဲ့အဲ့ဒီခါကျတော့အစိုးရကအစိုးရဝန်ကြီးဌာနတွေကအဲ့ဒီ hotel တွေမှာပြောင်းပြီးလုလုချင်းမယ်ဆိုရင်လုလို့မရတော့ဘူးဒါကြောင့်ခုနကကိုရဲနီပြောခဲ့သလိုပဲအလားကူယာယီကျဲတွေထိုးပြီးတော့နိုင်ငံခြားဝန်ကြီးဌာနတွေတခြားဝန်ကြီးဌာနတွေအလုပ်လုပ်နေကြတာကိုကျွန်တော်တို့တွေ့ရတာပေါ့ဆိုတော့ဒါအပြင်ကျွန်တော်တို့ပို့ဆိုးတာပါလဲဆိုတော့ဒီဝန်ထမ်းတွေကိုသူတို့ရုံးပြန်တက်မယ်ဆိုပြောထားတယ်ရုံးပြန်တက်တဲ့အခါမှာတော့အခက်အခဲတွေအများကြီးရှိတာကိုကျွန်တော်တို့တွေ့ရတယ် ကျွန်တော်တို့ဒီဘက်ကမီဒီယာတွေဆိုရင်လည်းအဲ့ဒီဝန်တန်းတွေရဲ့အသံတွေသူတို့ပို့နေတဲ့ message ကိုကျွန်တော်နှိမ့်စင်လေးပါဟာလာဒါဇင်နဲ့ချီပြီးရနေတာကိုကျွန်တော်တို့တွေ့ရဆိုတော့သူတို့အထက်မှာရှိတဲ့စာတစောင်းဆိုရင်ဟာလာသူတို့ကားပါကင်မှာထားတယ်ယာယီကျဲတွေစောက်တယ်အထက်မှာအမိုးမရှိဘူးရေမရှိဘူးရေရင်သွားဖို့မရှိဘူးစားစရာမရှိဘူးချက်ချံဝက်ချံတော့အောင်အဆင်ပြေဘူးဆိုပြီးရေးထားတာရှိတယ်ပြီးတော့ကုန်ကြီးကိုယ်ကနေပဲဖြည့်ရှင်းရတယ်ပေါ့ဗောနော်ဆိုတော့အထက်မှာရှိတဲ့စီမံဘန်နာတယောက်ကစီမံဘန်နာဝန်ထမ်းတူဟာဆိုရင်ဟာလာပြောထားတယ်ဆိုတော့ဝန်ထမ်းတွေအတွက်နေဖို့စားဖို့မရှိဘူးဖုန်းကြောင်းတွေမှာနေရတယ်တချို့ဆိုရင်လည်း အဲသူတို့မိသားစုလက်ဆုံးရှုံးခဲ့ရတယ်ရှိတယ်အခုရေးသူတို့အဲ့ဒီအယုတ်လောင်းနဲ့ပြန်ဖော်လို့မရသေးဘူးဝင်နေတဲ့ဒုက္ခရောက်နေတာတော့မှမကူညီနိုင်ဘူးဆိုတဲ့အတန်တွေကိုကျွန်တော်တို့ဒီကနေကြားနေရတာဖြစ်ပါတယ်ဆိုတော့အခြေအနေကကျွန်တော်တို့ထင်တာတဲ့ခံမှန်းပြီးပြောနေတာတွေတဲ့အများကြီးရေပြင်မှာစိုးတယ်နေပြည်တော်ရဲ့အခြေအနေကအဲ့ဒါပြန်ပြင်းမယ်ဆိုရင်တော့ဒေါ်လာဘီလီယံနဲ့ချီပြီးတော့ပြန်ပြင်းရမှာဖြစ်ပါတယ်ဟုတ်ကျွန်တော်လည်းအဲ့လိုမျိုးပဲကြားနေရတာပေါ့ဝန်တန်းကြီးအဲ့လိုမျိုးအတင်းဖိအားပေးပြီးတော့ရုံးတက်ခိုင်းနေတယ် ်တချို့ဆိုလို့ရှိရင်ရုံးမတက်တော့ဘဲနဲ့ရှောင်ပြေးကုန်ရတယ်တချို့ငွေရှိတဲ့အထက်တန်းအရာရှိကြီးတွေဆိုလို့ရှိရင်ထိုင်းဘက်ကိုတော့မှရှောင်ထွက်တယ်လို့တော့မှကျွန်တော်ကြားပါတယ်ဆိုတော့ဒီအချိန်နေတိုင်းဆိုလို့ရှိရင်တော့နေပြည်တော်မှာဒီစစ်အုပ်ချုပ်ရေးရန်ရဲကိုထိထိရောက်ရောက်လဲပတ်နိုင်ဖို့မဖြစ်နိုင်တော့တာအဲကျင်းနေတာပေါ့နောက်တစ်ခုကကျွန်တော်ဒီရုံးအဆောက်အုံနေတယ်မကတော့ဘဲနဲ့ကျွန်တော်ကြားတာကကွန်ပျူတာကွန်ရက်စနစ်တွေ data center တွေအဲ့ဒါတွေပါထိခိုက်ပျက်စီးကုန်ပြီးတော့မီးပါ ြက်တယ်ဗျာရေပါပြက်တယ်ဆိုတော့အဲ့လိုမျိုးအခြေအနေကြားထဲမှာခုနကဝန်တန်းတွေကအင်မတန်ရုန်းကန်နေရတယ်ဆိုတဲ့အစားလည်းသိရပါတယ်အဲဒါကြောင့်လည်းကျွန်တော်ထင်တယ်အခုကသတင်းတွေထွက်လာတာနိုင်ငံသားကြီးဟိုတယ်နဲ့ခရီးသွားဇဝကစီဝကူတန်းဘ ഹു ပန်းအတူကရန်ကုန်ကိုပြောင်းကြတော့မယ်ဆိုပြီးတော့ကနဦးသတင်းထွက်လာတာပေါ့နော်အဲနောက်ပိုင်းမှာလည်းစစ်ကောင်းဆောင်မင်းအောင်ဆန်းရဲ့ရုံးပါပြောင်းမယ်ဆိုပြီးတော့ကျွန်တော်တို့ကြားလာရတာပေါ့ဒါပေမဲ့ မရွှေ့ကျင်တဲ့သူတွေလည်းရှိတာဘာဖြစ်လို့လဲဆိုတော့ဒီနေပြည်တော်ကြီးဒီလောက်အဲ့လိုမျိုးကုန်ကြခံပြီးတော့စောက်ထားပြီးတော့မရွှေ့ဘူးပေါ့နော်စစ်ကောင်းကကိုယ်တိုင်ကလည်းဒီနေပြည်တော်ကိုအခုအကွက်ချပြီးတော့ပြန်စောက်မယ်ဆိုပြီးတော့အဲပြောလာတာလည်းရှိတာ哦အဲဒါပေမဲ့လည်းခုနကကျွန်တော်တို့သိတဲ့လောက်ဆိုလို့ရှင်တော့ပုတ်စော်ကြီးနံပြီးတော့မျိုးပြက်ကြီးဖြစ်သွားတဲ့နေပြည်တော်မှာဘယ်သူမှမနေချင်ကြတော့ဘူးရန်ကုန်ကလည်းရန်ကုန်ကပဲပြောင်းပြင်ကြတော့တာ哦ဆိုတော့ရန်ကုန်ကိုတကယ်ပဲရွှေ့မှလားပေါ့ကျွန်တော်တို့ဒီစစ်ကောင်စီကတကယ်လို့ရွှေ့ခဲ့ရင်ဟော ဘယ်မှာနေကြမှာလဲဘယ်မှာရုံးထိုင်ကြမှာอืมအဲ့တော့နေပြည်တော်ကတော့ IDB scan ဖြစ်သွားတာပေါ့ဗျာเนาะကျွန်တော် IDB scan ဆိုတာတော့အရင်တော့ကျွန်တော်တို့သတင်းတွေမှာအများနဲ့ပါတဲ့ဟာလာရှမ်းပြည်မှာကရင်ပြည်မှာအာကချင်းပြည်မှာကျွန်တော်တို့တွေ့နေရတဲ့ IDB scan တွေပေါ့เนาะဒီနေ့ဒီချိန်မှာတော့နေပြည်တော် IDB scan တခုဖြစ်သွားတယ်လို့ပြောလို့ရတာပေါ့เนาะဆိုတော့ခုနမေကွန်ခုနဆွေးနေတာနှစ်ခုလို့ကျွန်တော်တို့မြင်နေအာတစ်ကတော့သူ ဂျိုးပြောမိုးပြောပြောတဲ့ဒီ smart city တို့ green city တို့ clean city တို့ပြန်ပြီးတော့စောင့်မယ်ဆိုတဲ့ကိစ္စပေါ့ကျွန်တော်ထင်တာတော့ဒီစစ်ကောင်းဆောင်ကတော့အမြဲတမ်းဒီလိုပဲပြောလို့ရှိပါတယ်ဒီလိုပြောတဲ့စကားကိုလည်းစိတ်မနှံ့လို့ပြောတယ်ဆိုတဲ့သဘောတော့ပဲပြည်သူတွေကသဘောထားမယ်လို့ထင်ပါတယ်တကယ်တကယ်တော့နေပြည်တော်ပြန်စောင့်မယ်ဆိုရင်ဒေါ်လာဘီလီယံနဲ့ချီပြီးကုန်မှာဖြစ်တယ်အဲ့ဒီပတ်စံကိုဘယ်သူကပေးမှာလဲဆိုတဲ့ကိစ္စပေါ့နော်ဘယ်ကနေရှာမှာလဲဆိုတဲ့ကိစ္စပေါ့တချို့ကတော့နိုင်ငံတော် budget တွေကနေပြန်သုံးမယ်လို့ပြောတော်လည်းပဲမြန်မာပြည်ရဲ့နိုင်ငံတော် budget နဲ့ GDP တွေတိတ်တိတ်လေးပဲရှိပါတယ် ဟုတ်ဆိုဆိုတဲ့အခါကျတော့ဘယ်လိုမျိုးပြန်ဆောက်ကြမှာလဲပေါ့ဆိုတော့ဒါမဖြစ်နိုင်ဘူးလို့တော့ပြောလို့ရတယ်အချိန်ထဲမှာပြန်ကြည့်မယ်ဆိုရင်ဒီနိုင်ငံတော်ဧကရာကိစ္စတွေကြည့်မယ်ဆိုရင်ဆိုတော့နိုင်ငံတော်ဧကရာတွေကမှကျွန်တော်ကျွန်တော်တို့တိရတလောက်ကတော့အာ MR Hotel တို့ Lake View တို့ Hilton Hotel တို့ M Gallery တို့ဆိုရင်လုံးဝကိုဟာလာပျက်စီးသွားတယ်ဘောရုံနေဆိုရင်လည်းလုံးဝပျက်စီးသွားတယ်တုံးလို့မရတော့တဲ့အဆင့်ဖြစ်သွားတယ်ပေါ့နော် အဲ့ဒီမှာမှ Park Royal တို့ Jasmine Hotel ကို Jasmine ဆိုရင်လည်း Kempinski ပေါ့အဲ့လို hotel တွေနှစ်ခုလောက်ပဲပြန်ပြီးတော့တုံးလို့ရတဲ့အဆင့်လောက်ရှိတာတွေ့ရတယ်။ဒါတွေပြင်ပေါ့နော်ပြီးတော့6လုံးနှန်းကိစ္စပေါ့6လုံးနှန်းမှာဆိုရင်လည်းဟာလာအခုချိန်မှာ6လုံးနှန်းမှာနေတဲ့အရင်တော့အကျဉ်းသားပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ဦးတန်းရွှေတို့ဦးတျောင်မြင့်ဦးတို့ပုဂ္ဂိုလ်ကြီး A တို့ဟာလာအဲပြီးတော့ပြီးတော့ဦးသိန်းစိန်တို့ဦးရွှေမန်းတို့အဲသူတို့တွေလည်းရန်ကုန်ပြန်ရွှေ့မယ်ဆိုတော့အတီးပြုတ်လို့မရတဲ့ကောလာဟာလာတွေတော့ထွက်နေတာပေါ့နော်သူတို့တွေရဲ့အိမ်ကြီးဆိုလည်းမျက်နှာချက်တွေပြက်စီးသွားတယ်ပြက်စီးရှိတယ်လို့ကျွန်တော်တို့တရင်တွေ သိရပါတယ်ဆိုတော့ခုနကကိုရန်နေမိခဲ့တယ်လို့ပြန်ဆောက်မယ်ဆိုရင်လည်းပြန်ဆောက်တော့ရင်ခုန်နေတဲ့ဆက်လို့ရေးကုမ္ပဏီအဟောင်းတွေဆက်လို့ရေးကုမ္ပဏီအသစ်တွေရှိတယ်အထရုတ်တဲ့ budget တွေအများကြီးချပေးမယ်ဆိုရင်ပြန်ဆောက်ချင်းနေဆိုတဲ့အတန်တွေလည်းထွက်နေတာတော့တွေ့ရပါတယ်ဟာကိုအောင်တော့ခုနကတကယ်လို့ကျွန်တော်ပြောသလိုမျိုးရန်ကုန်ကိုရွှေ့ဖို့မလားလားကိုကိုအောင်တော့မြင်မိလားဗျဟုတ်ဆိုတော့အဲ့ဒီဟာတွေပြောမယ်ဆိုရင်တော့ကျွန်တော်အတိတ်ကိုနည်းနည်းပြန်သွားရမယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့2005ကျွန်တော်တို့ဒီနေပြည်တော်ရွှေ့မယ်ဆိုတဲ့အချိန်မှာ ဟလာဒီရန်ကုန်မှာရှိတဲ့ဒီအစိုးရအဆောက်အုံဝင်းဌာနအဆောက်အုံဘုံမှာ၄000ကျော်ရှိတယ်အဲ့၄000ကျော်ကိုနောက်ပိုင်းမှာနေပြည်တော်ရွှေ့ပြီးတဲ့ခါမှာအဲ့ဒီအဆောက်အုံတွေတော်တော်များများကိုဂျန်ခင်းစင်းနဲ့အဲ့တော့ဝင်းကြီးဖြစ်တဲ့ဦးစိုးသားချပေးခဲ့တော့မှတ်မိကြမယ်ထင်ပါတယ်အဲ့ဒီအဆောက်အုံတွေဒီနေ့ဘယ်သူရသွားခဲ့လဲဆိုရင်မြန်မာနိုင်ငံမှာကျန်းသာပါတယ်ဆိုတော့နေပြည်တော်ဆောက်ပြီးတော့ဘီလန်နာတွေဖြစ်သွားတဲ့တထဲကြီးတွေရသွားခဲ့တာကိုတွေ့ရတယ်ဘယ်သူတွေလဲလို့ပြောမယ်ဆိုရင်ဟလာဥတေစာပါမယ် ဥအောင်ကိုဝင်ပါမယ်ဇေယျအကြောင်းလို့လည်းလူသိများတယ်ဥစောစောပါမယ်ဥမောင်ရေးပါမယ်အဲ့ဒါပြီးတော့အဝင်းကြီးအောင်ဥအောင်တောင်းရဲ့သားတွေသူတို့ရသွားတာတွေ့ရအဲ့ဒီစာအုပ်တွေအကုန်လုံးကိုရသွားခဲ့တာကခရိုနီတထဲကြီးတွေဖြစ်တယ်သူတို့တွေကအဲ့ဒီနေရာတွေမှာဟဟလာသူတို့ရဲ့ဘန်တွေသူတို့ရဲ့လုပ်ငန်းတွေသူတို့ရဲ့စီးပွားလုပ်ငန်းတွေကိုချထားပြီးသားဖြစ်တယ်အဲ့ဒါဆိုရန်ကုန်ပြန်ရွှေ့မယ်ဆိုရင်ဘယ်ကိုရွှေ့မှာလဲကျွန်တော်ပြန်ပြီးမေးနေတာကဟဟလာအာဘယ်ကိုပြန်ရွှေ့မှာလဲ အခုဝင်းကြီးမရုံရွှေ့မယ်ဝင်းကြီးမရုံရွှေ့မယ်ဆိုရင်လည်းအခုဆိုကော်ပီဆိုင်နေဖွင့်ထားတယ်ဆိုင်နေဖွင့်ထားတယ်ပေါ့နော်ဆိုတော့ဘယ်ရောက်ရွှေ့မှာလဲဆိုရင်ကိစ္စပေါ့ဒါမှမဟုတ်လည်းမျိုးတစ်တစ်ခုကိုဖော်မှာလာနော်ဒါမှမဟုတ်ကျွန်တော်ကဝင်းကြီးဝင်းကြီးဌာနအဟောင်းနေဖြစ်တဲ့6ထက်ယုံတို့စစ်ယုံတို့ရွှေတကုံရှေ့မှာရှိတဲ့ဟလာယုံနေရွှေတကုံဖျားရှေ့မှာရှိတဲ့ယုံနေအဲ့ဒါတွေအကုန်လုံးကခရိုနီတထေးကြီးတွေအကုန်ယူသွားချင်ဖြစ်ပါတယ်အဲနောက်ပြီးတော့ဟလာမြန်မာပလာဇာဆိုရှိတယ်အဲမြန်မာပလာဇာဆိုအရင်ကအစမ်းမှုတီဝင်းကြီးဌာနဖြစ်တယ်အဲ့ဒါဘယ်သူရသွားလဲဦးအောင်တောင်းရဲ့သားတွေလည်းရသွားတယ် ဆိုတော့အဲ့ဒါမျိုးတွေပေါ့နော်ကျွန်တော်အဲ့ဒီဆိုအဲ့ဒါဆိုရင်အဲ့ဒီဝင်းကြီးဌာနတွေအဟောင်းထိမှာအခုပြန်ပြီးထိုင်ကြမှာလားအဲ့ဒါအဲ့ဒါအဲ့ဒါတော့ကျွန်တော်လည်းမသိဘူးနောက်တစ်ခုကြားထားတာလည်းရှိတယ်အဲ့ဒါကတော့အဲဘတ်ဂျက်မရှိတာရှိတာတပိုင်းပေါ့လေခုနကဒါပေမဲ့နေပြီးတော့အစ်စ်ထပ်ဆောက်မယ်ဆိုပြီးတော့အဲပြောနေကြတဲ့လူတွေလည်းရှိတယ်အဲ့ဒါကတော့အဲတောင်ငူရီရာရှိစွာတာကရအမြန်လမ်းပေါ်မှာတဲ့ဒီစစ်တောင်းမြင့်နဲ့ဘကိုးဘကိုးရိုးမှကြားရတဲ့မြေပြန့်လွင်ဝင်ကြီး ြောရလို့ရှိရင်တော့နေပြီးတော့အောက်နေနေကြတော့အဲ့မှာစောက်မယ်ဆိုပြီးတော့အဲ့လိုမျိုးအဲစာပေတွေကောက်တယ်လို့ဘာလို့ပြောတာလဲကြားနေတာလည်းရှိတာဒါပေမဲ့ခုနကကျွန်တော်တို့ပြောတယ်လို့မျိုးပဲဗမာလည်းဘတ်ဂျက်ပေါ့ခိုးတုန်းကတော့နေပြီးတော့တုန်းကတော့ဦးတန်းရွှေကတဘောဓာတ်ငွေတွေတွေ့ပြီးတော့ရောင်းရတဲ့ပတ်စံတွေအများကြီးဝင်ခဲ့တာအခုကတော့ဗမာလည်းပေါ့ပတ်စံအော်ဆိုတော့အဲ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကြောက်ရတာကျွန်တော်ကြောက်ရတာတခုရှိတယ်အဲ့ဒါကတော့ အဲ့ဒီဗိုလ်ချုပ်ကြီးခင်ညွန့်ခစ်တုံးကတော့ဟာလာတိုးကြောင်လေးဘက်မှာကလဲကုဘက်မှာသူတို့စိတ်ယုံရွှေ့မယ်ဆိုတဲ့ plan တစ်ခုတော့ရှိခဲ့ပူတယ်ပေါ့နော်အဲ့ဒီဘာကြောင့်လဲသူတို့ကသူတို့ကလူရဲမှာလူရဲမှာလည်းမနေချင်ဘူးသူ့လုံချုံရုံလည်းသူတို့ဆိုးဝင်ရတယ်ဟာလာရန်ကုန်ကတစ်ပြေးနဲ့ပို့ပြီးတော့ crowded ဖြစ်လာတယ်လူတွေပို့ပြီးတော့ပြည့်လာတယ်လူတွေပို့ပြီးတော့ကြက်တိတ်များလာတယ်အဲ့ဒီခါမှာသူတို့ကဟာလာမြို့ပြောင်ထွက်ဖို့သူတို့စဉ်းစားခဲ့ပူတဲ့အကြံရှိတယ်ပေါ့အဲ့ဒီခေတ်တုန်းကတော့တရုတ်ပုဂ္ဂလိကကုမ္ပဏီကပဲဆွဲပေးပူတဲ့ plan တစ်ခု city plan တစ်ခုရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့လဲကုနဲ့တိုးကြောင်လေးဘက်မှာ ရှိမယ်ပြီးတော့အဲ ferry နဲ့ရုံတက်ရမယ်ဆိုတဲ့အကြံတွေရှိခဲ့ဦးတယ်ဒါပေမဲ့အဲ့လို guest person တွေရင်းနှီးတစ်ပါးတောင်းခဲ့ person တွေရလာတဲ့အခါမှာတော့ person တွေရလာတဲ့အခါမှာတော့သူတို့ကဒီနေပြည်တော်ရွှေ့ဖို့ဟာလာဗိုလ်ချုပ်အဲ့တော့အဲ့တော့ဗိုလ်ချုပ်မှုကြီးတန်းရွှေနဲ့ဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးရနေပြီးတော့ကောင်းချီးခဲ့တဲ့သဘောတူခဲ့တယ်ပေါ့နော်အဲ့ဒီနေပြည်တော်စောင့်ပြီးတဲ့အချိန်မှလည်းမြန်မာပြည်မှာတထေးတွေဘီလင်နာတထေးတွေအများကြီးထွက်လာတာကိုကျွန်တော်တွေ့ရတယ်။ဒါဆိုရင်တော့နေပြည်တော်စောက်တဲ့အခါမှာဘယ်သူတွေချမ်းသာသွားလဲ။ဘယ်သူတွေအိတ်ကက်တွေဖောင်းသွားလဲဆိုတာလည်းကျွန်တော်တွေ့ရမှာဖြစ်တာပေါ့ဗျာ။နော်။ ကိုအောင်တို့ခုနကအဲဘိုးကျော်ခင်ညွန်းတို့ခုနကစောက်ကျင်တဲ့အာဟာကိုတရုတ်ကဝင်ပြီးတော့ကူစောက်ပေးမယ်လို့ပြောတာကြားရတော့အခုလည်းဒီမြန်မာစစ်ကောင်းဆောင်မရောက်နိုင်ဘူးတရုတ်ကပဲဝင်ပြီးတော့ကူစောက်ပေးအောင်မလားလို့အဲ့လိုမျိုးတန်တရားဖြစ်မိတာပေါ့ဗျာအဲအခုအားလည်းပြောရမယ်ဆိုလို့ရှိရင်နေပြည်တော်ကနေရွှေ့ကျင်ရတဲ့အကြောင်းရင်းဒီအဲ့လိုမျိုးငလျင်ကြောင့်အုတ်ချုပ်ရန်တရားအဲပြပြပြမဖြစ်တာတဲ့တကြောင်းအပြင်ဟို အဲတော်တော်များများပြောတာကြားရတဲ့ဥစ္စာကတော့ဒီကတော့ဒုံချုံရေးရသူတို့ဒီမလုံချုံတော့တဲ့အခါမှာကြာတော့ခုနကကျွန်တော်တို့မမြင်နိုင်ရဲအများကြီးရှိတော့သူတို့ရဲ့ဒီဟလာဟိုလုံချုံရေးရမြေအောက်မှာစောက်ထားတဲ့အဆောက်အုံတွေပါလေရှိရှိကောင်းရှိအများကြီးပေါ်ဒီရှိရှိနေတာကိုဆိုတော့ဒီဟာဒီပြိုလားမပြိုလားကျွန်တော်လည်းသိချာမသိဘူးပေါ့နော်ဒါပေမဲ့ပြောနေတဲ့လူတွေပြောနေကြတဲ့အဲ speculate လုပ်နေကြတဲ့လူတွေကတော့ အဲ့ဒီလိုမျိုးပုံကွက်ဖို့လုံခြုံရေးကောင်းတဲ့နေရာတွေမရှိတော့တဲ့အတွက်ကြောင့်ဒီပြည်တော်ကနေပြီးတော့ပြောင်းကပြောင်းချင်ကြတယ်ဆိုတော့အဲယူဆတစ်ခုတော့ဟောကျွန်တော်လည်းကြားပါပါကိုအောင်စောအဲ့ဒီအပေါ်မှာဘယ်လိုမြင်ပါလဲခင်ဗျကျွန်တော်တော့ပြောင်းပြန်ပြန်စဉ်းစားမိတယ်။နေပြည်တော်ကိုရွှေ့တာကသူလုံခြုံရေးကြောင့်ရွှေ့တယ်လို့ကျွန်တော်နားလည်ထားတယ်2005 2006မှာ။သူတို့နေပြည်တော်ကဂျပန်ခေတ်တုန်းကလိုပဲတကယ်ဖို့ကြက်ကြတဲ့နေရာဖြစ်တယ်။စီအေးရတယ်အရေးကြီးတယ်။အာရှမ်းပြည်ဟလာနောက်ရှမ်းပြည်ကချင်းပြည်ပြီးတော့တောင်ပိုင်းမြောက်ပိုင်းအရှိတ်အနောက်ကိုတေချာထိနေတဲ့ဗိုလ်ချက်ဖြစ်လို့သူကစီအေးရပြောင်းတာပေါ့နော်။အခုတော့နေပြည်တော်က ငလင်းတောင်ခံလိုက်ရလို့ပြောင်းအောင်မယ်ဆိုရင်လည်းသူတို့ဘေးကိုပြောင်းအောင်မလဲကျွန်တော်ပြောချင်တာကတော့တေးချင်းနဲ့ကြာတော့ပြောင်းဆိုသူလိုမျိုးတေးချင်းနဲ့ကြာတော့ပြောင်းဆိုသူလိုမျိုးပေါ့ဗျာဆိုတော့နေပြည်တော်မလုံခြုံဘူးဆိုရင်ဘေးကိုပြောင်းပါလေစစ်ကောင်စီခေါင်းဆောင်တွေအတွက်လုံခြုံတဲ့နေရာမြန်မာပြည်မှာရှိလို့လားပေါ့အဲ့လိုပဲမြင်ရမယ်ထင်ပါတယ်မှန်ပါပဲဟုတ်ကဲ့ကိုအောင်စောကျေးဇူးတင်ပါတယ်အားလုံးပဲကိုအောင်စောတော့ပြောလိုက်ပါပြီစစ်ကောင်စီခေါင်းဆောင်တွေအတွက်လုံခြုံတဲ့နေရာမြန်မာနိုင်ငံမှာရှိလေလားဆိုတဲ့စကားတိုင်းပါပဲဖြစ်ပါပဲစစ်ကောင်စီရောစစ်ကောင်စီထောက်ခံနေတဲ့ဘုံမတိုက်ရဲအတွက်ကော ဘုံတို့နဲ့နေရာဆိုတာကြီးစရာအကြောင်းမရှိတော့ပါဘူး။